ဘိုင်ဘာကိုအသုံးပြုနေတဲ့မိတ်ဆွေတွေအတွက်ဘိုင်ဘာမှာအရေးကြီးတဲ့ဒေတာအချက်အလက်တွေမပြည့်စည်သွားအောင်ပေါ့နော်ဘယ်လိုမျိုးအလွယ်တကူ backup ထုတ်လို့ရနိုင်မလဲဆိုတဲ့အကြောင်းအရာလေးကို knowledge အနေနဲ့ share လုပ်ပေးသွားဖြစ်ပါတယ်တကယ်လို့မိတ်ဆွေက Viber ကိုလက်ရှိအသုံးပြုနေတယ်ဆိုရင်တော့ဒီနေ့ view ကမိတ်ဆွေတော့ပဲဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီကနေ့ view တွေကိုအတူတူလေ့လာကြည့်တဲ့အောင်ခင်ဗျာပထမဆုံးအနေနဲ့ကျွန်တော်တို့ကကျွန်တော်တို့ Viber အသုံးပြုနေတယ်ပေါ့နော် mobile phone တစ်လုံးနဲ့ကိုသွားလိုက်မယ်ဒီနေ့မှာတော့ကျွန်တော်က Android phone လေးနဲ့စမ်းပြပြီးမှဖြစ်ပါတယ် ဒါကြောင့်မို့ကျွန်တော်က Viber application တွေကိုအရင်ဆုံးဝင်လိုက်ပါမယ်ခင်ဗျာ Viber application တွေကိုရောက်ပြီဆိုတော့ねကျွန်တော်တို့ဒီအောက်မှာပေါ့เนาะ chat list တွေ call တွေဒီ message တွေရဲ့အောက်မှာဒီဘက်ပေးလေးမှာပေါ့เนาะ setting ဆိုတဲ့ text ခုရှိပါတယ်အဆက်လေး30နဲ့ပေါ့เนาะအဲ့ဒီ setting text တွေကိုကျွန်တော်ဝင်လိုက်ပါမယ်ဒီညမှာဆိုရင်တော့ကျွန်တော်တို့ရဲ့ Viber account ထဲကိုရောက်သွားလိမ့်မယ်အဲ့ဒီမှာဆိုရင်တော့ကျွန်တော်တို့ကအပေါ်လေးကိုနည်းနည်းဆွဲတင်လိုက်ပြီးဆိုတော့အောက်မှာ setting ဆိုတဲ့ text ခုထပ်တွေ့တယ်ပေါ့နော်အဲ့ဒီ setting ဆိုတဲ့ text ထဲကိုထပ်ပြီးတော့ဝင်လိုက်ပါမယ်ခင်ဗျာ။ ဒီမှာဆိုရင်တော့ကျွန်တော်တို့တွားကျင်တဲ့နေရာကိုရောက်ပါပြီ။အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ကအကောင့်ဆိုတဲ့ test တွေကိုထပ်ပြီးတော့ဝင်ပေးလိုက်ပါ။ပြီးရင်ကျွန်တော်ကအကောင့် test တွေရာ Viber bucket ဆိုတာရှိပါတယ်။အဲ့ဒီ bucket ထဲဝင်လိုက်မယ်။ဒီမှာဆိုရင်ကျွန်တော်တို့က Android phone ဖြစ်တဲ့အတွက်ကြောင့်မို့ Google Drive နဲ့တွားပြီးတော့ bucket ထောက်ရမယ်။ iOS phone တွေမှာဆိုရင်တော့ iCloud နဲ့ bucket ထုတ်လို့ရမှာဖြစ်ပါတယ်။အောက်ကအပြိုင်အောင် setting လေးကိုနှိပ်လိုက်ပြီးဆိုတာနဲ့ကျွန်တော်တို့ bucket ထုတ်ခြင်းနဲ့ကျွန်တော်တို့ဖုန်းထဲမှာထည့်ထားတဲ့ Gmail account တွေကိုပြနိုင်လိမ့်မယ်။အဲ့ဒီထဲကမှ story လွတ်တဲ့ email account တစ်ခုကိုထည့်ပြီးတော့ဗောနော်ကျွန်တော်က bucket ထုတ်လို့ရမှာဖြစ်ပါတယ်။ ော်တိုဘတ်ကမှာဆိုရင်တော့ကျွန်တော်တို့က daily လုံးမှာလာဒါမှမဟုတ် mass align လုံးမှာလာပါတော့သူရွေးခိုင်းတယ်ပြီးရင်တော့ bucket user မှာလည်း mobile နဲ့ပဲလုံးမှာလာဒါမှမဟုတ် wifi နဲ့ mobile နဲ့နှစ်ခုလုံးလုံးမှာလာဆိုပြီးတော့မေးတယ်ပေါ့နော်ပြီးရင်လည်းကျွန်တော်တို့ inclusion photo တို့ inclusion အာဒီ video တို့ရှိတယ်ပေါ့နော်အဲ့ဒီကောင်တွေလည်းအကုန်လုံး bucket ထုတ်လို့ရမှာဖြစ်ပါတယ်ကျတို့ကအားလုံးကိုဒီရွေးချယ်ပြီးပြီဆိုရင်တော့ bucket down လေးကိုနှိပ်ပေးလိုက်ပါဒါဆိုရင်တော့ကျတို့ internet line ပေါ်အခြေအနေပေါ်မူတည်ပြီးတော့ဗောနော် fiber ကနေကျတို့ရဲ့ data တွေကိုကျတို့ရဲ့ Google Drive ပေါ့နော်ဒီမှာတော့ Android Phone ဖြစ်တဲ့အတွက်ကြောင့်မို့ Google Drive ထဲမှာသွားပြီးတော့ backup ထုတ်နေမှာဖြစ်ပါတယ်အချိန်ကတော့ကျွန်တော်တို့ရဲ့ data ပေါ်မူတည်ပြီးတော့အနည်းငယ်တော့စောင့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာအချိန်အနည်းငယ်တော့စောင့်ပြီးတဲ့အနေအထားမျိုးပါဆိုရင်တော့ကျွန်တော်တို့ Viber Viber ပေါ့နော် backup ထုတ်တာလေးကတော့ complete ဖြစ်သွားပါပြီအားလုံးကိုကျွန်တော်တို့က complete ဖြစ်ပြီးတဲ့အနေအထားမျိုးပါဆိုရင်ကျွန်တော်တို့က ဒီအကောက်ကပါเนาะအချောင်းမျိုးကြောင့် try ကပြေးသွားတာဖြစ်ဖြစ်ဒီတခြားအကောက်ကိုချိန်ပြီးတော့ backup ထုတ်ချင်တာဖြစ်ပါเนาะကို့မှာရှိသလားကျွန်တော်ကအကောက်တွေနဲ့ချိန်ပြီးတော့ backup ထုတ်လို့ရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့အချောင်းမျိုးမျိုးကြောင့် Viber ထဲမှာရှိရယ်ပါเนาะ data တွေပြတ်သွားခဲ့ရင်အလွယ်တကူ backup ထုတ်ပြီးတော့ restore လုပ်လို့ရနိုင်မဲ့အချောင်းအရာလေးပဲဖြစ်ပါတယ်တကယ်လို့မိတ်ဆွေကတခြားနေပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလေ့လာချင်တဲ့ဆိုရင်လည်းကျွန်တော်ရဲ့ AI Global Technology Viber Channel မှာလည်းနေပညာနဲ့ပတ်သက်တာလေးတွေကိုအမြဲတမ်းမျှဝေတင်ဆက်ပေးနေပါတယ်။ Like and Subscribe ရှင်းလို့ဝေခဲ့လို့ကြားပါတယ်ခင်ဗျာ။ ီဒီယိုလေးကိုအဆုံးထိရှိပေးကြတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်။နောက်နေ့ဗီဒီယိုလေးမှာကျွန်တော်တို့တူတူပြန်လည်ပြီးတော့ဆုံတွေ့ကြပါအောင်မယ်ခင်ဗျာ။အားလုံးကိုဒီနေ့ဗီဒီယိုအနေနှုတ်ဆက်ခဲ့ပါတယ်။